ပို့ပြတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်အဲဒီစင်ပေါ်မှာတချင်းဆိုတော့ဘာလို့ဆိုနေနေဟို underline ဖြစ်တယ်လေ underline ဖြစ်တယ်အပြင်နေအဲ့လိုပေါ့အတန်းထွက်မလာဘူးပေါ့နော်အဲဒီစင်ပေါ်ရောက်လို့ရှိရင်အတန်းထွက်မလာဘူးဆိုတော့ဟိုအဲ့ဒီပွဲလေးကဘယ်လိုဖြစ်လို့လဲမသိဘူးမှုတွေပါဝင်သွားတာ အဲ့ဒါအောက်က RPA ပြည်သက်ကြောင့်လည်းစိုင်ပါတယ်ကျွန်တော်မှာဒါစင်စင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအဲအချိန်လေးရတယ်အရင်သိချင်တာဆိုတော့ဒီအောက်ကကျွန်တော်ပြည်သက်တွေကလည်းအောက်ကနေ RPA ရှာတယ်အဲ့တော့ဆိုတော့အားရှိရော ုဆူတေးတို့လည်းပါတယ်ပေါ့အာကို heavy fuel တို့အဲ့တို့နဲ့ဒါညပိုင်းအစီအစဉ်လေးပေါ့နော်ကျွန်တော်ပြင်ဆက်ပေးပါအောင်ဆိုတော့ကောင်းလေးရဲ့ဒါကျွန်တော်လည်းကို့အမကြီးဆိုတော့ဟိုအကြိုင်းပေါ့နော်အပြောအပြောလေးဖြစ်ဖြစ်ပွဲလေးအဲအဲဒါသချင်းလေးဆိုလိုက်လို့ရှိရင်နည်းနည်းအဲလက်ဆောင်ဆိုပေးတာပေါ့ Okay အဲကို့ဟဲနဲ့သချင်းဆိုပေးတာပါလေလောကမှာနေနေတော့ခဏရာ တန်းအဲ့လိုမဟုတ်ပါဘူးမဆိုတာလည်းကြာပြီဆိုတော့ခုမှပြန်ပြီးတော့ဒါလေ့ကျင့်ယူနေရတော့ပါဒီဆိုင်လေးကတော့အခြေပွဲလားကင်းမွန်လားတနန်းလားပေါ့နော်အဆုံရတဲ့ဆိုင်လေးပါကျွန်တော်ဒါတက်ဂီတာက360စီဆိုင်ရှိနည်းနည်းရှင်းဆိုင်ရပေါ့နော်ဒါရေသူကြီးပင်နေစာစီဖူးမျိုးမျိုးဒါရောင်းရောင်းတဲ့ဆိုင်ပေါ့နော် သတင်းကတော့ကျွန်တော်တို့ဒါမိုင်းစစ်တပ်ထုရှေ့တိုင်းပေါ့နော်သူမွေးနေ့ပွဲလေးဖိတ်တယ်ဖိတ်ပြီးတော့ဒါညပိုင်းတင်တာစားတဲ့အချိန်ပေါ့နော်အဲ every day တွေနဲ့ကိုစူတေးတို့လည်းပါတယ်ပေါ့ဒါကို heavy few တို့အဲ့တို့ရင်းနဲ့ဒါညပိုင်းအစီအစဉ်လေးပေါ့နော်ကျွန်တော်ပြတင်ဆက်ပေးပါအောင်ဆိုတော့ကောင်းလေးရဲ့တဲ့ဒါကျွန်တော်လည်းကိုအမကြီးဆိုတော့ဟိုကြိုင်းပေါ့နော်အပြောအပြောလေးဖြစ်ဖြစ်ပွဲလေးအဲအဲသချင်းလေးဆိုလိုက်လို့ရှိရင်လည်းနည်းနည်းအဲလက်ဆောင်ဆိုပေးတာပေါ့ โอเคอ่า go ahead เนี่ยทิ้งสุไปแล้วว่ะ and then အဲ့လိုမဟုတ်ပါဘူးမဆိုတာလည်းကြာပြီဆိုတော့ခုမှပြန်ပြီးတော့ဒါ legend ယူနေရတော့အော်အစင်ပုတ်ပြတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်အဲ့ ဆင်ပေါ်မှာတချင်းဆိုတော့ဘာလို့ဆိုနည်းနည်းဟိုအန်ဒါတန်ဖြစ်တယ်လေအန်ဒါတန်ဖြစ်တယ်အဲ့ဒါနည်းနည်းအဲ့လိုပေါ့အတန်းထွက်မလာဘူးပေါ့နော်အဲ့ဆင်ပေါ်ရောက်လို့ရှိရင်အတန်းထွက်မလာဘူးဆိုတော့ဟိုအဲ့ဒီပွဲလေးကတော့ဘယ်လိုဖြစ်လို့လဲမသိဘူးမှုတွေပါဝင်သွားတာအဲ့ဒါအောက်က RPG ပြည့်တဲ့ကြောင့်လည်းစိုင်ပါတယ်ကျွန်တော်တို့မှဒါဆင်ဆင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအအချိန်နေရတယ်အရင်သိချင်တာဆိုတော့ဒီအောက်ကကျွန်တော်ပြည့်တဲ့တည်းကလည်းအောက်ကနေအပေးရှာတယ်အဲ့တော့ ဆိုရတာအရှိရောကျွန်တော်တို့ကဟိုတစ်ခုပြီးတစ်ခုအသက်ဆန်းနေကိုဒါဖန်တီးခြင်းနေတဲ့သူတွေသူဆိုတော့လေကျွန်တော်ရဲ့ပုံစံလည်းဒါအမှုပညာရှင်ဆိုတာလေလေပညာလည်းပတ်သက်သက်မြောက်လေအားလုံးကိုခံစားပြီးတော့ ဟိုပြည်လုံးနိုင်မယ်လို့ပေါ့နော်ဟိုခံယူထားရတယ်ပေါ့ဒါအနုပညာရှင်ဆိုတာဒါကျွန်တော်တရုတ်ဆောင်နေမဟုတ်ဘူးပေါ့နော်ဒါတခြားဟိုလက်မှုပညာတွေရှိတယ်ဒါတီးမှုတ်ဒါဖြော်ပြတဲ့ဟာတွေရှိရပေါ့နော်ဒါတွေပါကွာဟိုတက်ထားအောင်ပေါ့နော်ကျွမ်းကျင်အောင်လို့ဒါလှုပ်ရှင်တဲ့စင်တာလေးရှိတယ်အဲ့တော့အခုကျွန်တော်ဒါချင်းလေးတပုံးနှစ်ပုတ်ဒါပြိတ္တကိုဖျော်ပြပြီးတဲ့အချိန်မှာလဲအခုလိုအပ်ချက်လေးကြီးလဲတွေ့ခဲ့တယ်ဗောနော်ဟို ဘလို့ကိုဒါအကောင်းဆုံးပြင်ပြင်ဆင်မလဲဒါဂလိုဘလဘလို့မျိုးအကောင်းဆုံးဒါချပြမလဲဆိုတာပေါ့နော်ဒါလေးလည်းဟိုလမ်းလေးတွေတွေ့ခဲ့ပေါ့နော်ဘာလေးကိုအမားလေးတွေလည်းတွေ့ခဲ့တော့နောက်ဆိုလည်းဒါစင်ကြီးပြင်ဆင်ပြီးတော့တပီချပြပါအောင်ပါဒီရဲစိတ်ဓာတ်ဒိယာကဒီကိုရရတဲ့ဒါတွေကတော့ဟိုပြည့်တဲ့မြစ်တာအခုရဲ့မြစ်တာလို့ပြောမှာเนาะ ဟိုကျွန်တော်လည်းဒီဇက်ကားလေးမှာပေါ့နော်ဒီဇက်တုတ်တီဇက်ကားလေးမှာဒါကိုနေတိုးကဟိုဘယ်လိုပြောရမလဲအပြည့်အဝယုံကြည်ထားပြီးတော့ကျွန်တော်ဟိုဒီသူ့ရဲ့ငယ်ဘဝလေးအနေနဲ့ပါဝင်ခိုင်းနေဆိုတော့လေဒါကျွန်တော်ရဲ့မှတ်တိုင်တွေတခုကိုကိုနေတိုးကထူပေးလိုက်တာပေါ့နော်အဲ့တော့ကိုနေတိုးမေတ္တာလေးပါပါတယ်ကျွန်တော်အဲဒီကားလေးမှာလည်းကျွန်တော်အကောင်းဆုံးကြိုးစားထားသလိုဟိုပြည့်သက်တွေကလည်းဒါဟိုအကောင်းဘက်ကနေဒါ အဲဝေဖန်ကြတယ်ဒါဟိုလိုအပ်တဲ့အချက်လေးတွေဒါထောက်ပြကြတယ်အဲဒါလေးပါပဲပြီးတော့ဟို character လဲစီးွားလဲပါမှာပေါ့နော်ဒီတကားလေးအဲဟိုအမြင်တိုင်းကြီးတော့စိုးမယ်လို့တော့ဒါဟိုတိုင်တိထန်တော့မချတာပေါ့နော်စင်းတော့မစင်းတာမစင်းတာတော့တချို့ပွဲလေးတွေပေါ့ကြုံကြိုက်လို့ရှိရင်ဒါဖြောပြပြီးပါမယ်ပြောင်းလဲကြောင်းပြောင်းလဲခေါ်လဲရင်ကြည့်ရင် န်စာတော့ကျွန်တော်တို့ကဟိုအမြဲတမ်းရှာနေရလေဟိုဝန်စာရှာရတယ်ကျွန်တော်တို့ဒီဟိုတရုတ်ဆောင်ဖြစ်ဖို့ပေါ့နော်ဒါတရုတ်ဆောင်ကောင်တယောက်ဖြစ်ဖို့အတွက်အချက်လက်တွေကျွန်တော်တို့လိုက်ရှာရတယ်ပေါ့နော်ဒီတိုင်းကျင့်ကြံနေထိုင်ရတယ်ပေါ့ဟိုပြီးတော့ကျွန်တော်တို့ဒါ idea ပေါ့နော် idea တွေရတယ်ဒီတစ်ခုခုမလုပ်ခင်မှာကြိုပြီးတော့စဉ်းစားထားတာကောင်းတယ်ဗျဒီအခုဖြစ်အခုလုပ်ဆိုလို့ရှိရင်ဒါလိုအပ်ချက်လေးတွေရှိသွားနိုင်တယ်ပေါ့နော် အဲ့တော့ဒီခုနောက်ပိုင်းတော့ကျွန်တော်အလုပ်လေးတွေလုပ်ဖြစ်လို့ရှိရင်တည်တည်ချာချာလေးဒါစီစစ်စီစဉ်ပြီးတော့မှလုပ်ဖြစ်လာတယ်ပေါ့နော်ဟိုဒါလေးကတော့ခုနောက်ပိုင်းသူ့ရဲ့ပြင်ဆင်မှုလေးအဲဇာကားလေးတွေကတော့ဒါသက်သလောတော့မရှိသေးဘူးပေါ့နော်ဒါနောက်ကြရင်တော့ဒါပြည်သက်တွေမြင်တွေ့ရမယ်လို့ညွှန်လင်းပါတယ်ဟုတ်ကဲ့ကျွန်တော်ချစ်ပြည်သက်ကြီးကိုပြောချင်တာကဒါကျွန်တော်တို့ကျေးဇူးကြီးဒါ safe food ဒါပင်လယ်သာမျိုးစုံ ဒါရောင်းဝယ်တဲ့ဆိုင်ကအဲဘယ်လိုပြောမလဲဒီပစ္စည်းတွေကိုကျွန်တော်တို့ဒါ export တင်သွင်းတဲ့ပစ္စည်းတွေပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်ဒါအကိုကဒီမှာဆိုင်လေးဖွင့်နေတယ်ဆိုလို့ဒီ export တင်တဲ့ဒါပစ္စည်းတွေကိုပဲဒီမှာအသုံးပြုထားပါတယ်ဟိုရောင်းချပါတယ်ပြီးပစ္စည်း quality ကလည်းဒါဘယ်ဘလောက်တောင်စိတ်ချရလဲဆိုတော့အကိုတို့ဒါပြည်သက်ကြီးကျွန်တော်ဒါမိဘပြည်သူတွေဝယ်ဝါးပြီးလို့ဒါမကြိုက်တာဖြစ်ဖြစ်မလက်တာဖြစ်ဖြစ်ဆိုလို့ရှိရင်ဒါပစ္စည်းလာပြန် app ပစ္စည်းပြန်ပေးတယ်ပစ္စည်းမလို့ခြင်းပတ်စံပြန်လို့ခြင်းလဲဆိုရင်လည်းဒါ ပြန်ညော်ပေးပါတယ်ဒါအလောက်အလောက်ထိအမခန့်ချက်လေးထားပြီးတော့ကျွန်တော်တို့ရောင်းနေပေါ့နော်ဟောအဲ့တော့လဲဒါကျွန်တော်တို့မိဘပြည်သူတွေကလည်းဒါယုံကြည်စိတ်ချစွာနဲ့ဒါလာဝယ်လို့ရတယ်ပြီးတော့ဈေးနှုန်းနေဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒါ3ရက်ပေါ့နော်ဒီနေ့30ရက်နေ့1ရက်နေ့2ရက်နေ့နောက်တော့အောက်တိုဘာ1ရက်နေ့2ရက်နေ့အထိဒါ30ရာခိုင်နှုန်းဒါကျွန်တော် discount ချပေးထားပါတယ်ဒါ discount ချရုံနဲ့မဟုတ်ဒီ discount ကလာပြီးွားရင်လည်းဒီကပစ္စည်းတွေကဟိုကျွန်တော်တို့အပြင်ကဟိုဈေးနဲ့မတူအောင်ပေါ့နော်ဟို လူတန်းသားမရွေးဒါဝယ်စားနိုင်အောင်လို့ကျွန်တော်ဒါစီစဉ်ပေးထားပါဗျ။အဲ့တော့ဒီဇိုင်းလေးကိုလည်းဒါဟိုတစ်ခေါက်လောက်တော့လာရောက်ပြီးတော့ကြီးစုစီခြင်းနေပါတော့။ဒါပင်လယ်သာကြိုက်တဲ့ကျွန်တော်တို့အာပိသက်ကြီးရောဒီရေသူကြီးအာဒီဆိုင်ဆိုင်လေးကိုပေါ့နော်။ဒါလာရောက်ပြီးတော့ဝယ်ယူစားသုံးကြပါအောင်လို့ဖိတ်ချင်ပါတယ်ဗျ။